အလုံးမဲမိငါပါရှင်ဆ iam မကြီးခင်နေယူရေးသားထားတဲ့ဖေဖေဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်းကိုကိုဆက်လက်ဖျက်ပြပြီးတော့မှာပဲဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ရှင်ဖေဖေအပိုင်းကိုလမ်းမကြီးပေါ်တွင်ခြေတစ်ဖက်မတန်ဆွမ်းသောကလားသူအိုကြီးများဖင်ရွှေဖင်ရွှေသွားနေရသည်ကိုမြင်လင်းဖြစ်စေ စိတ်မနှံ့သူလူအိုကြီးကိုကလေးတွေကခဲနဲ့ဝိုင်းပေါက်နောက်ပြောင်နေသည်ကိုမြင်လင်ဖြစ်စေရှင်နေတွေနာကျင်လာပြီးမိမိများလေလာတတ်၏ဖះဖះဖေဖေသာအဲ့ဒီဘဝဆိုရင်တော့ဟူ၍ဆက်မတူရေပဲကြောက်လန့်သွားတတ်ပါသည်ကျမကသာဒါလောက်စေတနာတွေဒါရသည်ဖေဖေကတော့ မကြွေးခြင်းမမွေးခြင်းလို့ဟူ၍အစင်ထာဝရအထင်လွဲမှုကိုခံရသောအခါဖြစ်ရလေခြင်းဟူ၍ကျမခဏခဏငုံမိပါသည်ယခုလည်းကျမသည်ဖြစ်ပျက်ပုံမှုသမျှစုံလင်စွာရေးပြရ၏ထိုစဉ်ကငရုတ်သည်ကြက်တော်များကင်းလို့ခွင့်မရသည်ဖေဖေတည်ကျင်လာ၏တမိရေးပြမယ်စိတ်ရှိလက်ရှိသာဖတ်နံပါတ်1 ငရုတ်သီးကြက်တုံကိုအရင်လိုခွက်တဆဲငါးဘိတ်သာဝယ်မထားတာကအစိုးရကိုကအာလုံးချုပ်ကင်လာတော့ပြည်သူဆိုင်ကဝေသမျှပေးသမျှသာရတာတခါတလေသမီးတို့မိသားစုအတွက်ကြက်တုံငါးဦးနဲ့ငရုတ်သီးငါးကြက်သားပဲရတယ်မောင်ကိုစည်းကဝယ်ရင်လည်းအဖမ်းခံရမင်းစီလဲဒီလိုပဲဘလို့ပဲဖြစ်ဖြစ်ပေါ့ဖေဖေစားနေကြဟင်းမှာအရသာမပြတ် ဟင်းတစ်ခွက်စားရရင်ဂျင်းနဲ့ရောပေါ့စိတ်ချဖေးဖေးအတွက်ဖူလုံအောင်လုပ်ပေးမှာပေါ့နံပါတ်1ကော်ဖီအိုဘာတင်းလက်ဖေးရည်ဆိုတာလေတမီးတက်နိုင်သလောက်ဟိုးကလေးကစူဆောင်းထားလို့ဖေးဖေးတောက်နေရတာခုဟော်လီတူအိုဘာတင်းတို့လိုချင်ရင်ရှောက်လွာတင်ရတယ်သမီးယောဂအတွက်တောင်ဆရာဝန်ကြီးကဟောလိတရမယ်ညွှန်ကြားပေးမိ အဲ့ဒီလျှောက်လွာတွေဘာတွေအလောက်လျှောက်လုံးလို့တမိဘယ်တော့မှမလျှောက်ဘူးတောက်လည်းမတောက်ဘူးဖေဖေအတွက်သာမချုံငယ်ပါစေနဲ့လို့ overdin လက်ဖက်ချောက်အချိုချောက်ကော်ဖီတို့တမိကြိုတင်စုထားတာဖေဖေသိတဲ့အတိုင်းတမိကလူအားမဟုတ်ဘူးဖေဖေတို့တာဝန်တွေပြီးရင်စားလေးပါလေးလေးရေးရသေးတယ်ရှားတဲ့အချိန်ပိုလေးကိုလျှောက်လွာရေးတာတွေမယုတ်ကြက်တုံတန်းစီရာတွေနဲ့အချိန်ကုန်မခံနိုင်ဘူး ။တမီးတို့မှာအချိန်ဟာတိတ်အဖိုးတန်လား။လက်တို့လက်တောင်းခိုင်းဖို့မောင်ကန်ညွန့်လည်းចောင်းကတစ်ဖက်တက်ရသေးတယ်မို့လား။ခုကိအင်ရှင်မတယောက်ဟာဟင်းတအိုးချက်ဖို့သူတို့ခမညာရှာအလျာသာထွက်မတက်အချိန်မီပြေးရလွှားရတာပြေပြေမသိဘူး။တရင်စာရီတဲ့ရှိတာပေမဖတ်ရဘူးလားဒါတော့သမီးကကလေးငယ်မရှိလို့အပုံကြီးတော်သေးတာနံပါတ် ေဖေလိုချင်တဲ့7 o'clock မုံစိတ်ရိတ်ထားကိုဂိတ်သွားတိုက်စေးဆိုတာတွေကလည်းဖေဖေပြောတဲ့ freezer တန်းမှမရှိ ဖေဖေတည်ထားတဲ့ကဘာလုံးဆိုင်တို့ဘာလို့ဆိုတာလည်းမရှိပြည်သူပိုင်သိန်းလို့ကလားတွေတရုတ်တွေသူတို့မူရင်းတိုင်းမီတွေကိုပြန်ကုန်ကြပြီတက္ကသိုလ်တမဝါယမလည်းဖျက်သိမ်းလိုက်ပြီစကော့စီးတစ်ခုလုံးလည်းဘာမှနိုင်ငံခြားဖြစ်မရောက်ရဘူးခန့်တက်ကြီးစေးကိုတမီးတို့ တခြားကဝေပေးတာပြီးတော့ဖေဖေလိုချင်တဲ့ BB ဘန်းတို့ဘာလို့ဆိုလဲတန်းစီရတယ်တမီးတို့အိမ်မှာတန်းစီရဖို့လူဖို့ရှိသလားဖေဖေသိတဲ့အတိုင်းဒါပေမဲ့ဖေဖေလိုချင်တာတွေကို ဖြစ်တဲ့နေရာကဖြစ်တယ်လို့ရှာပေးခဲ့လို့ဖေဖေခုထိ300နေရာဆဲပဲမို့လားချိန်နဲ့ရောပေါ်နမလီမာလီကိစ္စကအသက်60ကျော်ခါကုန်းနေတဲ့မာလီဘိုးကြီးကို အလုံးဖြုံးမပြစ်ကောင်းလားလို့ဖေဖေကသမီးကိုအမြဲဆူတယ်။သူအလုံးမလုံးနိုင်တာသမီးတည်သားပဲ။ဒါပေမဲ့မျက်ရှင်းနိုင်ရင်တော်ရောပေါ့။လေးလေးပင်ပင်မြေးပေါက်ဖို့နောက်ချီကျုံဖို့ကိစ္စတွေမှာသူ့မြေမောင်ကန်ညွန့်ကလှုပ်ပေးသားပဲဟာ။သမီးတို့ဟာစီးပွားဖြစ်ခြံလုံးနေကြတာမှမဟုတ်ပဲ။ဆောင်းဥပေါက်ပန်းလလလေးတွေတွေ့ရရင်တော်ရောပေါ့။စဉ်းစားကြည့်ပါဦး။ ဘဝကံကောင်းလို့ဖေဖေမှာတားထောက်သမီးခံနဲ့အသက်80ကျည်နေနိုင်တာကိုဒီမာလီဖိုးကြီးကြတော့တခြားအိမ်ကလာခပေးပြီးဘသူခိုင်းမလဲအင်းရှင်ဆိုတာသူတို့စိတ်တိုင်းကြလိုအားရမှငွေပေးချင်တာပေါ့သမီးတို့အိမ်ကအလုပ်ဖြုတ်ပြီးရင်သူဒုက္ခရောက်တာပေါ့အိုချင်းစင်ရဲကို သမီးရေးပြဖို့မလိုဘူးဖေဖေအတိဆုံးပဲဘယ်လောက်မှကြကြမအောင်ရဘူး သူ့မိမောင်ကညို့မိကြီးလာလေးတက်ကြောင်းကဆင်းလာရင်လကရရောဒီတော့သူ့အဖိုးကိုလှုပ်ကြွေးနိုင်ရောအဲ့ဒီအချိန်မှာမာလီကြီးကိုတမီးတို့အလုပ်ဖြုတ်ပြစ်လဲမာလီကြီးဒုက္ခမရောက်တော့ဘူးဖေဖေမှာအဆအဆစိတ်တိုင်းမကြတိုင်းသူများကိုဒေါထပြီးအလုပ်ဖြုတ်ချင်နေတာပဲဖေဖေသာအသက်80တွင်းမှာပေါတူးမနိုင်ပေမဲ့သူ့မှာတော့ကျမ်းမာရေးချို့တဲ့တော့အသက်60ဖြစ်ပေမဲ့လည်း ပေါက်တူးမကင်နိုင်ဘူးပေါ့ဒါကိုဒေါထပြီးနေတိုင်းစုနေရပဲကုသိုလ်ကံတို့စုတောင်းလို့ဆိုတာဘယ်တူနိုင်ပါမလဲဖေဖေဟာចောင်းစရာကြီးတရစာအုပ်ပေါင်း16000လဲအမြဲဖတ်နေလျက်နဲ့တမိရေးပြဖို့မလိုပါဘူးအချိုးပေးခြင်းဆိုတာလဲဘယ်တူနိုင်ပါမလဲဖေဖေတရားတရားတို့စေတနာတို့ရဲ့အချိန်စောအလျောက်တတဝါတွေကိုအချိုးလိုက်ပေးနေရဲဆိုတာဖေဖေအတိပဲ တတဝါတယောက်ရဲ့ရင်မှာဖြစ်တဲ့စေတနာစိတ်ဇောဟာတခြားတတဝါတယောက်နဲ့ဘယ်နည်းနဲ့မှမတူနိုင်ဘူးဒီတော့အကျိုးပေးလဲမတူဘူးဒါကိုအတင်းပဲတူရမယ်ငါလုံနိုင်ရင် သူလည်းလုံနိုင်ရမယ်နဲ့ဖေဖေက အမဲဆူနေတော့တမီလည်းဘာမှပြန်မပြောချင်တော့ဘူးဖြေရတဲ့စကလုံးကလည်းတူတူပြောရတာမှမဟုတ်ပဲပြီးတော့အသက်60ကျော်အဖိုးကြီးထားရတဲ့ပြဿနာမှာ အချက်တစ်ချက်ကအိမ်မှာထမင်းချက်မင်းကလေးတွေရှိတဲ့အခါမှာတမီးကမီးဖို့ချောင်းလုံးဝမဝင်ဘူး။စာရေးတဲ့အခါရေးအကိုကြီးနောက်လိုက်သွားပြီးထမင်းချက်ကျွေးရတဲ့အခါကျွေးနေဒီထမင်းချက်မင်းကလေးတွေကိုလိုက်ထိန်မနေနိုင်ဘူး။ငငယ်ရွရွတန်တန်မြန်မြန်မာလီတာခေါ်ထားရင်ဒီမင်းကလေးတွေနဲ့ပြေတနာမပေါ်ဘူးလို့ဖေဖေအာမခံနိုင်မလား။ခုတမီးတို့အိမ်မှာ၁၀နှစ်၁၅နှစ် နေ့ရှိလာများကောင်းမလေးတွေနေသွားပြီးသူတို့အကြောင်းနဲ့သူတို့အလုံးထွက်ချင်တာထွက်သွားရုံယောက်ျားပြေသနာရှုပ်ရှုပ်ရှက်ရှက်မပေါ်ခဲ့ဘူးမို့လားအဲ့ဒီအကြောင်းကြောင့်လဲတကြောင်းတမီးဒီအဖိုးကိုမာလီကြီးကို အလုံးကထုံမပြစ်တာပြီးတော့အလုံးသမားဥပဒေဆိုတာရှိတယ်ဒီဥပဒေဟာအလုံးသမားတွေကိုအကာအကွယ်ပေးဖို့အစိုးရကပြဋ္ဌာန်းထားခြင်းဖြစ်တယ်မတရားတဲ့အင်ရှင် မတရားတဲ့အလုပ်ရှင်တွေဟာအလုပ်ခွင်မှာလည်းမတရားသဖြင့်ခိုင်းအလုပ်ချိန်ပြင်ပမှာလည်းမဆိုင်တဲ့အလုပ်တွေကိုအချိန်ပိုခိုင်းတရားများတာတဲ့လစာလည်းမပေးဘူးအခမဲ့စေကူတာခွင်တို့ဘာလို့လဲမရဘူးစုံနေတာပေါ့အဲ့ဓာရီကို မတရားသဖြင့်မဖြစ်ပါစေနဲ့ဆိုပြီးတနေ့၈နာရီလောက်ခွင့်အစရှိတဲ့ဥပဒေတွေကို အလုပ်သမားတွေကို အကာအကွယ်ပေးဖို့အစိုးရကပြဋ္ဌာန်းပေးတယ်။ဒါပေမဲ့ ဖြစ်တဲ့အဖြစ်ကအစိုးရမျောလင်းတယ်လို့မဖြစ်လာဘူးအလုတ်သမားတချို့ဟာအစိုးရတို့ဘက်မှရှိတယ်ဆိုပြီးဒီဥပဒေကိုမတရားသဖြင့်အခွင့်အရေးယူပြီးအချိန်ပြည့်အလုံမလုံလုံးရင်လဲကြိုးကြိုးဆဆာကြေကြေပုံပုံမလုံရှင်းရှင်းရှင်းရေးရရင်အခွင့်အရေးသာတောင်းတတော်တယ်အလုတ်ဝတရားကိုတော့ကြေပုံအောင်မလုံချင်ကြဘူးဒီတော့ တီးမခံနိုင်တဲ့အင်ရှင်တွေအလုပ်ရှင်တွေကဒီအလုပ်သမားတွေကိုအလုပ်ကထုတ်ပြစ်ကြတယ်။ထုတ်ပြစ်ပြန်တော့အလုပ်သမားကအလုပ်သမားယုံသွားတိုင်းပြန်ရော။ဒီတော့အလုပ်ရှင်တွေအင်ရှင်တွေမှာယုံတရ အမှုဖြစ်ရတဲ့အလုပ်ရှုပ်တယ်မို့လား။သူတစ်ပါးအပေါ်မတရားသဖြင့်နှိပ်စက်ပြီးနိုင်ထက်စီနေလှုပ်ရှင်တဲ့အလုပ်ရှင်တွေအဖို့သာယုံတရ အမှုဖြစ်ရတာကိုထမင်းစားရေတောက်တယ်လို့အပန်းမကြည့်ပေမဲ့ ရိုးရိုးသားသားအေးအေးဆေးဆေးနေခြင်းနဲ့အင်းရှင်တွေဖို့ကရုံးပြင်ကနာဆိုတာကိုအနှိမ့်ထာရုံနေရာတွေလိုအင်မတန်ကြောက်တာဒီတော့ဒီပြဿနာတွေကိုအဖြစ်လဲမခံချင်တော့ဒီနားတဝိုက်မှာတတိတွေတောင်မာလီလည်းမငားကြဘူးဒရိုင်ဘာလည်းမငားကြဘူးကိုကားကိုမောင်းကြတယ်ဒရိုင်ဘာပြဿနာလည်းမပေါ်တော့ဘူးအဲဒီလောက်ပြဿနာတွေအပြင်မှာဖြစ်နေပါတယ်ဆိုပါမှဖိဖိမှာ ငါ့ကိုကားဝယ်မပေးဘူးဆိုတာကတမျိုးမာလီငငယ်ငါမပေးဘူးဆိုတာကတမျိုးဖေဖေဖြစ်ချင်တာတွေအတွက်ပဲစူပူနေရပဲဒါလောက်ရှည်လျားတဲ့ပြဿနာတွေကိုတမိကဗဇက်နဲ့ဖေဖေလိုနားမကြတဲ့လူတယောက်ကိုဘလို့ဖြစ်ရှင်ပြောနေနိုင်မလဲတမိဒီယောဂါနဲ့တည်ခြင်းလဲတည်မယ်အသက်ရှည်ခြင်းလဲရှည်မယ်ဒါပေမဲ့လောကကြီးမှာအေးအေးပဲနေခြင်း ਨੇ ဒါကြောင့် ။သမီးကိုကိုအားလုံးလျှော့ချလိုက်တယ်။ခိုင်းတဲ့ကလေးမလေးတွေနဲ့လည်းပြဿနာမပေါ်အောင်နေတယ်။မာလီနဲ့လည်းအေးအောင်ကြည်နေတယ်။မာလီကြီးကလည်းသမီးကိုအလုံရှင်လို့မမြင်ဘူး။တားလို့သမီးလိုဆက်ဆံကြတော့အေးလို့စိတ်တိုင်းမကြတာတွေကတော့ရှိကြသဘောစိတ်တိုင်းမကြတိုင်းသာလေးခင်ပြရရင်ဒေါထနေရရင်တော့လောကတစ်ခုလုံးမီးတင်ရှို့ဖို့ပဲရှိတယ် တမီလည်းဖေးဖေးတမီပဲအင်မတန်စိတ်ခတ်ထန်နေညံ့နေဖေးဖေးလည်းတည်သားပဲဒါပေမဲ့တရားနဲ့လျှော့ချပြီးကိုယ်စိတ်ကိုကြံဖန်အေးအောင်နေတယ်ဘသူလုံးလို့မှဒီရင်ထဲကဘဝင်စိတ်ကမအေးဘူးကိုကိုယ်တိုင်ကအေးမှအေးတာသမီးစည်းအိမ်ကင်းကဂျင်းနဲ့တော်ရှိမဂျင်းနဲ့တော်ရှိ ခုမာလီကြီးလိုပဲ သူကလည်းဒီပိုက်ဆံရလို့ရဲလို့သဘောမထားဘူး။ငွေပေါ်မှာတီးပြီးမဆက်ဆံဘူး။သမီးကိုသူ့ဆွေမျိုးသူ့သားသမီးလိုပဲအလုပ်လုပ်ပေးတယ်။ဒီတော့လေသမီးကသူ့အမားတွေသူ့လူသားတွေရှိလဲခွင့်လို့ရတာပေါ့။အဲ့တော့ဘယ်လောက်အေးချမ်းလဲ။ငွေရှိတဲ့လူကလည်းငွေဆိုတဲ့အင်အားအပေါ်မူတည်ပြီးအချက်ကိုင်းအကြောင်းပြကြ။လောက်အားရှိတဲ့လူကလည်း ဒီလုံအားဆိုတာအပေါ်မှာမူတည်ပြီးစေတနာမပါပဲအကြက်ကင်နေကြတော့ဘယ်အေးချမ်းနိုင်မလဲတိတ်ဆိတ်မောစရာကောင်းတာပဲတမိကတော့စေတနာဆိုတာမပါပဲအင်အားအင်အားဆိုတာရှည်တန်းငင်ခံတင်ဝါရဖြန့်ပြီးအလုံးလုံးကြတာတိတ်ဆိတ်ပြတ်တယ်ဘယ်တော့ရင်အေးမလဲအေးချမ်းမလဲစာရေးရတာပေမင်းလူမမောဘူးစိတ်မောတာ ခုရေးပြတာတောင်ရှည်လာပြီ။နောင်သိကျင်တာရှိရင်မေးတမီးရေးပြမယ်။တမီးရေးပြတာကိုသာစိတ်ရှည်လက်ရှည်ဖတ်ပါ။တမီးစကားပြန်ပြောဖို့ဆိုတာကတော့မဖြစ်နိုင်တော့ဘူး။တမီးငငယ်လေးရှိသေးတာပဲ။အရင်ကစိတ်ပါလက်ပါစကားသိပြောတယ်ဆိုတာဖေဖေတိသားပဲ။ကြော်ကြားတာတို့ထင်ရှားတာတို့ပွဲလန်းသဖြင့်တို့ဆိုတာတွားကျင်လာကျင်တာပေါ့။ တမီယောဂါကမဟန်လို့အိမ်သားတွေနဲ့တောင်စကားကြကြမပြောဘဲဖျားခန့်မှာသွားနေတာပြပြတိသားနဲ့ကဲတော်လောက်ပြီဒီစာကိုလည်းဆုံးအောင်ဖတ်ခြင်းမှာဖတ်မဖတ်ခြင်းလည်းနေစာကတော့အရှိကြီးပဲကျမသည်စာရွက်ရှိတပုံကြီးကို သူ့လက်သို့အလိုက်ပါသည်တည်တည်ချာချာကောက်ယူ၍ငါဆုံးအောင်ဖတ်မယ်ယူရောနုရောဘယ်ကူမှမသွားနဲ့စာဖတ်ခန်းထဲမှာသွားထိုင်ခြင်းထိုင်နေ ဟုပြောပါသည်။ကျမတို့ညီမမှာဖေဖေစာဖတ်နေတော့ကျမစေးုံတက်ဖို့စီစဉ်တိုင်မြင်ရပါသည်။ကိုကိုအကိုအကြီးဆုံးဗိုလ်မှူးတီဟာကတော့ပြောတယ်။မယူအတွက်ကိုကိုထမင်းချက်တယောက်ရှာပေးမယ်တဲ့။ဖေဖေကလည်းမမယူစေးုံတက်နေတော့ခေါ်ထားမယ်တဲ့။ကိုကိုပြောပြသည်ကိုနူနူကပြောပါသည်အေးလေကိုကိုအစီအစဉ်လဲကောင်းပါတယ်ဒါပေမဲ့ အခုလောလောဆယ်ဆရာဝန်နဲ့ထပ်ဆီစစ်ပြီးနားရရင်နားချင်တယ်။အကိုကလည်းဘိုးတင်နှမ်းမော်ပြီးမှဆိုတော့တခါဒီရင်ကြီးကပြစ်ပြစ်ခဲ့ရအောင်မယ်။ဒီတော့ဖေဖေမရှိတော့မန်းယူလဲဆရာဝန်ညွှန်ကြားချက်တိုင်းနာတလားနှစ်လားလောက်နားလို့တတ်တရင်မတတ်တော့ဘူး။မတတ်တရင်လည်းတတ်တာပေါ့။ဒေါက်တာမမကြီးပြောတော့နင်းတို့ဖြင့်မမယူအတွက်စိတ်မကောင်းဘူး။ နှလုံးရောဂါများလာလို့နူနူကနူနူကအမဖြစ်သူအားစိုးရိမ်စိတ်ဖြင့်ပြောရှာပါသည်ကျမကပြောင်းလိုက်ပါ၏မမယူလေမသေးဘူးတတော်နဲ့ကိုမသေးနိုင်ဘူးနှလုံးရောဂါလည်းမဟုတ်တော့ဖြုံးကနေမသေးဘူးစိတ်ချအိန္ဒိယဆရာဝန်တွေကလည်းတီဘီလုံးဝမရှိတော့လို့စိတ်ချဖို့ပြောတဲ့အပြင်ဒေါက်တာတောင်းအောင်လည်းက နှစ်စဉ်မယူစစ်စေးနေကြခုယောဂါကတမျိုးဘဝကပြုခဲ့တဲ့ကုသိုလ်တွေပေါ်နူးနူးရဲ့မစင်ကြခဲ့တာတွေရုံးမာခဲ့တာတွေညဉ့်ညမ်းခဲ့တာတွေခုဘဝကြတော့ယောဂါသူပြောသူအနေနဲ့ကြုံခံရတာပေါ့အိုးမမယူကလည်းမဟုတ်တာဟုတ်တယ်နူးနူးဒါကြောင့်ခုဘဝကုသိုလ်ပြုရင်စင်စင်ကြယ်ကြယ်ပြုခြင်းနဲ့ အခုမမယူဝမ်းနဲ့နေရတာက အများအမြင်အများရဲ့သဘောမှာမခင်ယူတယောက်ဖခင်အိုကြီးကိုပြုစုလိုက်တာဆိုပြီးတာရုခေါ်ကြချီးမွမ်းကြနေမမယူမှာတော့ကုတို့တပည့်ငရဲတပိတ်တာစိတ်ဆိုးကြရမ်းဖြစ်ကြနေနုနုအဖေเจ้าနုနုအတီဆုံးပါပဲလေ။ဩငါကုတို့ပြူတာစင်စင်ကြဲကြဲမရလေခြင်း ဆိုပြီးဝမ်းနေမိတယ်။ မမယူကလည်းဒါကတော့ဖေဖေအပြစ်ကလည်းရှိသေးတာကိုသူဝနတာမတို့မိဘပြုစုတယ်ဆိုတာကဒုက္ကုလနဲ့ပါရိကာတို့ကတော်ရင်တက်ခတ်တဲမှာတရားထိုင်လို့တားရှာပေးတဲ့တတိကိုအေးချမ်းစွာစားလို့ခြေစုပ်လက်နယ်ပြုသည်မြခံလို့ဆိုတဲ့မိဘမျိုးလားဖေဖေကခြေထောက်ကောင်းပြီးနားကြရင်ပီလီရက်ကမင်းကြီးထက် တောလိုက်ကောင်းအောင်မယ်ကို့အဖေကမိုးပြန်နေတဲ့အဖေကဲလေဒါတွေတွေးမနေနဲ့ဆရာဝန်နဲ့ရောထမင်းချက်ရောစီစဉ်ပြီးရင်နုနုတစ်ခေါက်လာမယ်အကိုမော်ဘီကလာရင်လဲနုနုတို့အစီအစဉ်ကိုပြောပြအကိုလည်းဒုက္ခပါပဲသူကရဲရဲမော့မော့နဲ့စကားကိုအဆုံးသတ်ပါသည်အတော်ကြာကျမတို့စကားမပြောဘဲအတွေးကိုစီနေငြိမ်ကြ၏ စာဖတ်သူခမီးတော်ဘုရားဤဟံပံကိုညီအမနှစ်ယောက်လုံးအကဲခံနေကြ၏စာဖတ်ပြီးအဆုံးသတ်တော်မှမျက်မှန်ကြီးပေးချလိုက်ကမတိလို့ပြို့မတိလို့ဟူ၍ထုံးစံတိုင်းခုနှစ်တန်နှင့်ဖေဖေကအော်လိုက်ပြန်မသည်ပြီးတော့မှမျက်မှောင်ကျုပ်ကတစုံတရာစဉ်းစားသလိုလုပ်ရင်းမိကွန်းတစ်ခုမိ၏နေပေါင်းစကော့စီတွေကပစ္စည်းတွေတိတ်နေဆိုတော့မမလေးဘာလုပ်စားနေလဲ သူကအပြူကြီးလှုပ်ကျွေးမဲ့လူလည်းမရှိကျမတို့ညီမနှစ်ယောက်မှာဖေဖေမိကွန်းကြောင့်ပြန်တူရဲမိပါသည်အပေးကြောင့်ဆိုတော့ထောင်တောင်းများစွာသော လူတွေဤအဖြစ်ပြက်များကြားထဲမှာသူခွဲစိတ်ကုသခြင်းခံရစဉ်ကခရူးတဆိုင်ပြုစုသောတပည့်ဦးစောမောင်ဤနှမအငယ်ဆုံးဒေါ်မမလီအားသူရွေ့၍တတိယခြင်းကိုကျမတို့ညီမနှစ်ယောက်သဘောကျကြခြင်းဖြစ်ပါသည် ဒီလိုပဲပေါ့ပလတ်စတစ်ရုပ်ကလေးတွေဇီးတီထုတ်တို့မဆလာတို့ရောင်းတာပေါ့နုနုကစာရေးပြလိုက်၏သူအင်မတန်သဘောကောင်းနေသူပါမတရားတဲ့ကုံတွေတွေပစ္စည်းမှတိတ်နာမဟုတ်ဘူးလားနုနုရောကျမရောဖေဖေမိကုံကိုမဖြေကြပါအေးအေးစစ်စစ်စီစဉ်ပြီးကိုကိုနဲ့နုနုဖေဖေကိုလာခေါ်မိအကြောင်းလူကျင်သောပစ္စည်းစူးစောင်းထားသည်မို့ နူနူကစာရေးပြပါသည်တပတ်အတွင်းကိုကိုကဖေဖေကိုလာခေါ်၍ကျမအိယာပေါ်နားခွင့်ရပါသည်ဟင်းကိုဖေဖေအကိုအကြီးဆုံးဥတာယာမှမွေးခဲ့သည့်ထော်ခင်ညွန့်ကလာပို့ပါသည်နောက်လာတွင်တော့ထမင်းချက်မင်းကလေးတယောက်ကိုကိုကိုခေါ်ပေးထားပါသည်အကိုကြီးကတော့မော်ဘီမှခဏခဏလာကြည့်ကား ဆရာဝန်စကားနားထောင်ဖို့နဲ့တရားထိုင်ဖို့သာသူပြောပါသည်။ကျမယောဂမှာလက်တွေခြေထောက်တွေရောင်းလာ၍ကျမမစိုးရိမ်မီ။တက်ရှူကျက်လာမှသာ ကျမကြောက်ပါသည်။ခေါင်းထဲမှပြင်းထန်စွာနာလာလျင်အံ့၍လူကလည်းတိမ်မလို့ပျော့၍အားနေသွားတတ်ပါသည်။ထို့ကြောင့်ခေါင်းထဲမှနာမာကို၎င်းအတန်တခုညီလာမာကို၎င်းကျမအလွန်ကြောက်ပါသည်။ဤအတန်မှာ ဘယ်ကမြည်လာသောအတန်ဟုမသိအဝေးမှလင်းရင်ပြန်တခုပြန်သွားသောအတန်နှင့်ဆင်ဆင်တူ၏ကျမအဖို့မှာတော့ဤအတန်မြည်လာလျင်ဝေဒနာပြင်းစွာခံရပါသည်တည်ခြင်းတရားသည်စင်စစ်ကြောက်စရာမကောင်းပါဘဲသူအလိုလျောက်ဖြစ်လာသောသဘောတခုဖြစ်၏မတည်ခြင်းဝေဒနာခံစားရနှင့်တမလွန်ရှိငရေဝိစင်းရဲမှုတို့ကသာကြောက်စရာပါပင်တည်း ။ဟုတ်ကဲ့ပါရှင်။ဆီယမကြီးခင်းနေယူရေးသားထားတဲ့ဖေဖေးဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်းကိုကိုဖပြပေးခဲ့တာပဲဖြစ်ပါတယ်။အပင်းနာဆင်သူတို့အူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။